မင်္ဂလာပါဒီတစ်ခါကျွန်တော် MIDI file တွေကို produce software တွေကို import ဆွဲထည့်တဲ့နည်းလေးကိုပြောပြကြပါမယ်နောက်ဆုံး file out ကိုသွားပါမယ် file out မှာ import ဆိုရှိပါတယ် import ထဲမှာကျွန်တော် MIDI ကိုယူလိုက်ပါမယ်ဒီကောင်နှိပ်လိုက်လဲရသလိုကွန်ပျူတာကနေပြီးတော့ control alter i ကိုနှိပ်လဲရပါတယ်ဒါကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာကျွန်တော် sound တွေပေါ်လာပြီကျွန်တော်ထားလိုက်နေရပါတော့ကျွန်တော်ဒီတည်းက drum style လေးတစ်ခုဆွဲထည့်လိုက်မယ်ဗျာအဘရောဒီက alternative 38 39ဆို ဒီမှာတော့ new track အနေနဲ့ပေါ်လာတယ်ဒီမှာရွေးစရာ midi track ရှိတယ် instrument track ရှိတယ်ကျွန်တော်ရင် midi track ကိုရေးကြည့်လိုက်မယ်ပြီးရင်တော့ session တွေကိုထည့်မှာလား playlist တွေကိုထည့်မှာလားမေးတယ်ကျွန်တော်ဒီအမြင်ထားမယ် input tempo map for midi file midi file ရဲ့ tempo ကိုယူမလားဒီ project ရဲ့ tempo ပဲယူမလားပေါ့ကျွန်တော် project ရဲ့ tempo ပဲယူမှာဖြစ်လို့ဒီ midi file ရဲ့ tempo ကိုအမှန်မချစ်တော့ဘူး key signature လည်းဒီလိုပဲကျွန်တော်အသာဖန် software တွေကအတိုင်းပဲထားမှာမဟုတ်လို့ကျွန်တော်ဘာမှမလုပ်တော့ဘူး okay နှိပ်လိုက်မယ်ဒါဆိုရင် မှာ midi file နေရောက်လာပြီဒါပေမဲ့ဒီကောင်တွေကဖွင့်ကြည့်ရင်အံထွက်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ midi signal တွေမဟုတ်လို့ပါသူ့ကိုထွက်ဖို့ဆိုရင် producer မှာကျွန်တော် hardware ချိန်ရမယ် external hardware တွေ sound hardware ပေါ့နော် synthesizer module တို့ဘာလို့အဲ့ဒါမျိုးတွေချိန်ပြီးတော့ဒီကောင်တွေကိုတန်ထုတ်လို့ရတယ်တော့တဲ့ဒီကောင်က midi file ဖြစ်သက်သက်ဖြစ်တဲ့အတွက် signal ပဲရှိမယ်အတန်မရှိဘူးကျွန်တော်အဲ့တော့နောက်တစ်ခေါက်ထပ်ခေါ်ကြည့်မယ် file out က import ထဲက midi နှိပ်လိုက်မယ်ဒီခါကျွန်တော်ထပ်ခေါ်မယ် ီဖိုင်ကိုပဲပြန်ခေါ်တာဒီတစ်ခါ MIDI track နေရာမှာကျွန်တော် instrument track ကိုခေါ်လိုက်မယ်ကျန်တာတော့ဒီတိုင်းပဲဘာမှအမှန်မချစ်တော့ဘူး new track နေရာပဲ okay နှိပ်လိုက်မယ်ဒီမှာရောက်လာပြီဒီကောင်ကိုကျွန်တော်ဒီက insert မှာ instrument ထည့်လိုက်မယ်ကျွန်တော် drum file ထည့်တာဖြစ်တဲ့အတွက်ကျွန်တော် EZ drummer ကိုခေါ်လိုက်မယ် EZ drummer တို့ software တွေက file size ကြီးတဲ့အတွက်ခဏတော့စောင့်မိရတယ်အဲ့ဒါတော့ရောက်လာပြီဒီအတွက်အတိုင်းပဲထားလိုက်မယ်လို့ဆိုရခဏ color တွေမချိန်းတော့ ဒါဆိုရင်ဒီကောင်ကအတန်ထွက်ပြီဒါတနည်းပေါ့နော်အဲ့တော့ဒီကောင်လေးကျွန်တော်ပြန်ဖြုတ်လိုက်မယ်တနည်းရတော့ midi file နောက်ထည့်တယ်နောက်တနည်းရတော့ကျွန်တော်ဒီ window of က new workspace ဆိုတာ ald + alt + i ပေါ့ အဲ့ဒီကောင်နှိပ်လဲဒီလို box ပွင့်လာ news quest ပွင့်ကိုနှိပ်မယ်ခုနစီတဲ့ရပဲ audio တွေကကိတ်ဝတ်သေးရခုန drum style တခုပြန်ခေါ်မယ်နောက်တစ်ခုခေါ်လိုက်မယ်ဒီကောင်ကိုကြာတော့ဒီလိုလေး base ဆွဲလိုက်ဒီကောင်ကိုဖိပြီးတော့ edit window တော့ဆွဲထည့်လိုက်ခုနအတိုင်းပဲပြန်မေးမယ် instrument track ရေးပြီး okay နှိပ်လိုက်မယ်ဒီလိုခေါ်ထည့်ရင်လည်းရတယ်ဒီမှာကျွန်တော် ez drum ပြန်ချိန်လိုက်မယ်ဒီကောင်ကိုကျွန်တော်ဖွင့်ကြည့်မယ် တနည်းပေါ့နော်ဒါကတော့တဖိုင်ချင်းဆွဲထည့်တဲ့နည်းပါကျွန်တော်တချင်းတစ်ပုတ်လုံးနေနဲ့လဲဆွဲထည့်လို့ရပါတယ်ကျွန်တော်မီဒီဆောင်းနေပေါ့နော်ဥပမာကျွန်တော် Yamaha 1 man keyboard တွေနဲ့အဲ့လိုမျိုးဆောင်းတီးထားတာတွေဘာတွေတချို့တွေအဲ့ဒါနဲ့တော့မှ CD ထုတ်ပြီးပေါက်သွားတာအများကြီးပေါ့အဲအဲ့ဒီကောင်တွေကိုကျွန်တော်ကဒီ keyboard ကအတန်ကိုဆောင်းကတ်ခံပြီးတော့မောင်းထည့်ပြီးတော့လုံးမဲ့အစား plan အနေနဲ့ပြန်ချိန်ပြီး edit လုပ်လိုက်ရင်ပုံမိုက်တဲ့အတန်တွေကိုရတယ်ဥမာနမူနာအနေနဲ့ကျွန်တော် import ကနေပြီးတော့ midi file ခေါ်ထည့်မယ်ကျွန်တော်ကိတ်ဝတ်စလီလာတော့အကျန်းရေးထားတဲ့နေနိုင်သူလေးကိုယ်ကိုင်စားရခြင်းတွေရှိတယ်ဒါလေးကိုခေါ်ထည့်လိုက်မယ်ဒီတိုင်းပဲ instrument ထွက်နေထားမယ် okay နှိပ်လိုက်မယ်ဒီတစ်ခါတော့ तू က sound file တစ်ဖိုင်လုံးဖြစ်တဲ့အတွက် track တွေအကုန်လုံး꿰ပြီးတော့တွက်လာတယ်ဒါဆို melody rhythm solo guitar string ဒါ instrument တွေပေါ့နော်မကီတာပလက်ကင်းတို့ drum တို့ ဲ့တော့ဒီ drone လေးကိုကျွန်တော်စမ်းကြည့်မယ်ဒီမှာကျွန်တော် easy drone ကိုပြန်ခေါ်လိုက်မယ်ဂျန်နက်ကောင်တွေတော့ကျွန်တော် plan မချိတ်ရသေးဘူး easy drone တစ်ခုပဲချိတ်လိုက်တယ်ဒီကောင်လေးကိုကျွန်တော်ဖွင့်ကြည့်မယ် ားထွန်းတာဆွဲထည့်ပြီးသွားပြီဥမာ base down ကိုကျွန်တော် base down လေးတစ်ခုထည့်လိုက်မယ် sample တန့်ထည့်လိုက်မယ် sample တန့်နေရာ base တစ်ခုထည့်လိုက်မယ်ဥမာလော်လကူတွေ့တဲ့ဟာတစ်ခုပဲထည့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော် plan နှစ်ခုချိန်ပြီးသွားပြီ drum နဲ့ base နဲ့ကျွန်တော်က ez drum နဲ့ drum line ကိုချိန်ပြီးပြီ sample တန့်နဲ့ base line ကိုချိန်ပြီးပြီအဲ့တော့ဒီကောင်းလေးကိုနှစ်လိုင်းချိန်ထားတာကိုကျွန်တော်တန်တစ်ချက်ဆန်းကြည့်မယ် ဒါဆိုရင်မိတ်ဆွေတို့ကြားတဲ့အချိန်မှာကျွန်တော် one man keyboard နဲ့တီးထားတဲ့အသံလေးကလုံးဝ studio quality အသံကိုရောက်သွားပြီ။ဒီမှာကျွန်တော်ကျန်တဲ့ instrument တွေအကုန်လုံးကိုလည်းအဲ့လိုပဲ guitar ဆို guitar rhythm ဆို rhythm ပေါ့နော် melody ဆို melody အကုန်လိုက်ချိတ်လို့ရတယ်။ melody ကတော့ vocal အသံကိုချိတ်တာပါ။ဥပမာ melody အသံကိုကျွန်တော်နောက်တစ်ခုချိတ်လိုက်မယ်။ဒီထဲမှာလည်းအများကြီးမထည့်ထားလို့ဗျ။အထစ်တကီထည့်လိုက်မယ်။ piano သံနဲ့ပဲ။ okay ။ဒါဆိုကျွန်တော်၃ခံထည့်ပြီးသွားပြီ။ကျွန်တော် head က software တွေ sign sign နဲ့တော်တော်ပြည့်နေပြီမို့လို့အားကြောင့် plan တွေထပ်ထည့်လို့သိမိရတော့ SSD က256ပဲရှိလို့ကဲအဲ့ဒါ data လေးကိုဒီ၃မျိုးလေးကိုတစ်ချက်စမ်းကြည့်မယ် ါတော့အတန်သိမလောက်တော့ဒါမယ်လိုဒီကိုဟိုမှာဖလူးရိုလိုကာလာလေးနဲ့သွားမှလှမှာကျွန်တော်လောလောဆယ်ပီအန်နိုနဲ့ပဲထည့်လိုက်တာရီယဲဂီတာရိုဘာလို့မထည့်ထားပြီးတော့ဒီမှာရသန်လေးတွေဖြစ်မယ်ဥမာ contact player တွေကရသန်ဂီတာလေးတွေထည့်မယ်ဆိုရင်အရန်လှအောင်မှာပါမဆိုလိုဂီတာဆိုလဲအမ်ပယ်ဂီတာတို့ရီယက်ဂီတာတို့ဒါအများကြီးထည့်လို့ရပါတယ်စထရင်ဆိုလဲဆမ်ပယ်တန်တို့ကိုထည့်လို့ရတယ်ဒါပေမဲ့ဒီကောင်ကြီးကဆမ်ပယ်တန်တို့အီဇက်ဒရမာတို့က fine site တွေအရင်ကြီးတဲ့အတွက်တမျိုးတည်းကိုနှစ်လိုင်းသုံးလိုင်းမှာထည့်လိုက်လို့ရှိရင်ဆက်က CPU မနိုင်တော့ဘူးဗျ ထင်ငေါထင်ငေါတွေဖြစ်ကုန်အဲ့တော့ဒီကောင်းတွေကိုအကောင်းဆုံးကတော့တစ်ခုတစ်ခုကိုဒီလိုင်းဒီမှာ drone ဆိုလဲ drone စိတ်ကြိုက်ချိန်ပေါ့နော်ချိန်မြူလိုက်ဆိုရင်ဒီကောင်းတွေကို wave fine ပြောင်းမလိုက်ကျွန်တော်ရှေ့မှာတင်ထားတယ် EZ drone ကို multi multi output လုပ်တဲ့နေ့အတိုင်းဒီကောင်းတွေ drone တွေအကုန်လုံးကို multi output လုပ်လိုက်လုပ်ပြီးသွားရင်ဒီ media ကိုပြန်ဖြုတ်ထားလိုက်ဒီကောင်းကိုပြန်ဖြုတ်ထားလိုက်ရင်ဒီကောင်း no insert ဆိုပြီးပြန်ဖြုတ်လိုက်ရင်ဆက်ကပေါ့သွားမယ်ပေါ့နော် software ပေါ့သွားမယ်ဥပမာ base ဆိုလဲဒီကောင်းကိုကျွန်တော်ကျွန်တော်ကျူ base မှာဆိုရင်တော့ export miss down လုပ်ပြီးတော့ wave fine ပြောင်းလိုက်မယ်ဆိုရင်အကုန်လုံးကပေါ့သွားမှာပေါ့နော် plan တွေပြန်ဖြုတ်လိုက်တလိုင်းပြီးတလိုင်းကိုစိတ်ကြိုက်ချိန်ချိန်ပြီးပြန်လုပ်လိုက်ရင်ကျွန်တော် midi file နဲ့တီးထားတဲ့သချင်းတွေအကုန်လုံးကအရန်လှသွားမှာပါဒါအခုမှစလေ့လာနေတဲ့ဝါသနာရှင်တွေအတွက် midi file import လုပ်တာလေးကို tutorial လုပ်ပေးလိုက်တာပါအဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်အတတ်နိုင်ဆုံးကျွန်တော်လေ့လာပြီးတော့ကျွန်တော်လေ့လာထားသမျှကိုသင်တန်းတက်ဖို့အခက်အခဲရှိရတဲ့လူတွေအတွက်သင်တန်းတစ်ခုတက်သလိုအတတ်နိုင်ဆုံးပြည့်စုံအောင်ကျိုးစားအထောက်ထားပါတယ်ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်